ုင်စုကိုစေမျိုးဒီစေမျိုးတဲကပဲပေါ့နော်စေမျိုးတဲရဆိုရင်လည်းဟိုကိုကိုဘကကိုသွေးသားနဲ့တော်အောင်မဟုတ်ဘူးပေါ့နော်ကိုကူလေးနဲ့ပတ်သက်ပြီးတော့တော်တယ်ပေါ့နော်ဒီမိမရပေါ့နော်မနာလိုမချိုးစိမ့်နဲ့သူတို့အစကရေရမှာပေါက်ပေါက်ရောက်ရောက်တိုင်တက်တယ်ဟိုပြီးတော့ဟိုဘက်လုံလုံဒီဘက်လုံလုံဟိုဒီဘက်ကနဲ့တွေ့တယ်ဒီဘက်နဲ့အဲဒီဘက်လုံလုံဟိုဘက်ကတွေ့တယ်ဟိုဘက်လုံလုံအဲ့လိုမျိုးအချင်းပုတ်အချင်းရုပ်ပြီးတော့ဒီအာသူသမီးနဲ့အခါကျနေအစင်မပြေရောသူသမီးရဲ့မကောင်းကြောင်းပေါ့နော်မကောင်းကြောင်းဆိုတာက ဖြစ်ရမှာပေါ့နော်ဖြစ်ရမှာဆိုတော့ချပြလိုက်တာချပြလိုက်တဲ့ချိန်မှာပေါ့နော်အဲမကျင်နဲ့ရှက်နေခိုင်စုဒုက္ခရောက်ပြီးတော့ခိုင်စုအဆင်မပြေပြီးတော့ဆိုတော့စိတ်နေပေါ့နော်တို့ရေကြီးအကျယ်တိုင်းကနှစ်နှစ်ကျော်ပြီပေါ့နော်ခိုင်စုရဲ့အလုပ်ဒီမှာတော့တာအနောက်ချက်ပြအောင်ပြိုလဲပြက်ကြပျက်စီးပြီးတော့ဒုက္ခအကြီးကျယ်ရအောင်ပေါ့တို့အမျိုးမျိုးကြံစီပြီးတော့တိုင်ခဲ့တာပေါ့နော်အလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ထောက်ပို့ကောင်းစဉ်နဲ့စစ်တပ်ကဖမ်းဝရမ်းထုတ်ရခြင်းအကြောင်းရင်းမှန်ကို CDN ဆီယာမလေးခိုင်စုလွင်ကပြောသွားသည်မူ အဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာ ခိုင်စုကိုဆွေမျိုးတွေဆွေမျိုးတွေကပဲပေါ့နော်ဆွေမျိုးတွေကဆိုရင်မဲ့ဟိုကိုကိုဘက်ကကိုသွေးသားနဲ့တော်တာတော့မဟုတ်ဘူးပေါ့နော်ကိုဦးလေးနဲ့ပတ်သက်ပြီးတော့တော်တဲ့ပေါ့နော်ဒီဒီမိန်းမရပေါ့နော်မနာလို့မချုပ်စိတ်နဲ့သူတို့ကအစကတည်းကမှပေါက်ပေါက်ရောက်ရောက်တိုင်တက်တယ်ဟိုပြီးတော့ဟိုဘက်လိုလိုဒီဘက်လိုလိုဟိုဒီဘက်ကနဲ့တွေ့လေဒီဘက်နဲ့အဲဒီဘက်လိုလိုဟိုဘက်ကတွေ့လေဟိုဘက်လိုလိုအဲ့လိုမျိုးအချင်းပုတ်အချင်းယုတ်ပြီးတော့လေအော်သူသမီးနဲ့ခိုင်စုနဲ့အဆင်မပြေတော့သူသမီးရဲ့မကောင်းကြောင်းပေါ့နော်မကောင်းကြောင်းဆိုတာက ဖြစ်ရမှာပေါ့နော်ဖြစ်ရမှာခါဆိုချပြလိုက်တာချပြလိုက်တဲ့ချိန်မှာပေါ့နော်အဲမကျင်တဲ့ရှက်နေခါဆိုဒုက္ခရောက်ပြီးရောခိုင်စုအစင်မပြင်းပြီးရောဆိုတော့စိတ်နေပေါ့နော်တို့တွေအကြီးအကျယ်တိုင်းတာနှစ်နှစ်ကျော်ပြီပေါ့နော်ခိုင်စုရဲ့အလုပ်တွေမှာတာအနှောက်ရှက်ဖြစ်အောင်ပြိုလဲပြက်ကြပျက်စီးပြီးရောဒုက္ခအကြီးအကျယ်ရောက်အောင်တော့တို့အမျိုးမျိုးကြံစီပြီးရောတိုင်ခဲ့တာပေါ့နော်အထက်ကိုဘလို့တိုင်လဲဆိုတော့ထဖို့လို့တိုင်နေလीထဖို့လို့တိုင်မှလဲဒီလိုမျိုးအထက်ကအေးအေးယူမဲဆိုတော့တို့သိတယ်လေတို့အရန်နားလဲတဲ့လူတွေဆိုတော့အဲ့တော့ထဖို့ဆိုပြီးခေါင်းစဉ်တက်ပြီးတော့ဗောလေမဟုတ်တန်းရားတွေဘာတက်သေ ်မှမရှိဘဲနဲ့တတ်တတ်မဲ့ပေါ့နော်ခိုင်စုကိုဒုက္ခရောက်စေခြင်းနဲ့စိတ်တစ်ခုတည်းနဲ့လိုတိုင်ခဲ့တာပေါ့နော်ဒါမှမဖြစ်ရှင်တော့ခိုင်စုကဘလို့လုံးလုံးမှဒုက္ခမရောက်တော့နောက်ဆုံးဘလို့လုံးလဲဆိုတော့ခိုင်စုနဲ့ပတ်သက်ပါတယ်ဆိုပြီးတော့လေတခါတလေလေးအထည်သွားဝယ်ဘူးတဲ့ပေါ့နော် ဒီညီမလေးတွေရဲ့ညီမလေးတွေစက်ယုံတိုက်နေပေါ့နော်ခါကြီးဆိုတခါတလေလေးမှသွားဝယ်ဘူးတာနော်နော်အမြဲတမ်းတိုင်ကံဝယ်နေတဲ့သူတောင်ဘာမှမဖြစ်တဲ့ဥစ္စာကိုတခါတလေလေးဝယ်ဘူးတဲ့လူကိုတတ်တတ်မဲ့ပေါ့နော်ဟိုခိုင်ဆုကိုဘယ်သူမှမဆက်ဆံရဲအောင်ခိုင်ဆုကိုသူများတွေလူကလူတကာကြောက်သွားအောင်ပေါ့နော်ခိုင်ဆုနဲ့နွယ်တဲ့လူတွေဒီလိုဖြစ်တယ်ဆိုရင်ခိုင်ဆုဘာမှအလုပ်လုပ်ငန်းတွေလုပ်လို့မရအောင်တတ်တတ်မဲ့ရွယ်ချက်ရှိရှိအကျင့်ပုတ်ပြီးတော့ပေါ့နော်မတရားတိုင်ရောတိုင်တော့သူတို့ကပေါ့ပေါ့ရဲရောက်တိုင်တဲ့တော့အထက်ကလည်းထောက်ဖို့ဆိုတာနဲ့တင်သူတို့ကလှုပ်ရှင်ခိုင်ရှင်နေပြီဆိုတော့လေထောက်ဖို့ဆိုတဲ့နံမြေကြတာနဲ့တင် ဟိုပြီးတော့ခိုင်စုကိုကြာတော့လဲ အော်နည်းနည်းပေါ့နော်တာမန်ထက်ဆိုင်နည်းနည်းလူတိများတယ်ကွာအဲ့လိုမျိုးဆိုတော့အဲပြောတော့လူများတွေလည်းဟိုဟာဖြစ်သွားအောင်ပေါ့နော်အဲအဲ့လိုမျိုးလန့်သွားအောင်တမင်တကာပေါ့နော်လှုပ်လာရောလှုပ်နေတော့ခါကျဘလို့ဖြစ်တုံးဆိုအမှန်တကယ်တော့ခိုင်စုကတကယ်ကိုထောက်ဖို့လုပ်နေမှာနိုင်ငံရေးအတိုင်းအဝိုင်းတစ်ခုလုံးတည်တယ်ဘာဖြစ်လို့ထောက်ဖို့လုပ်နေမှာမဟုတ်တောင်ဆိုတော့ထောက်ဖို့ဆိုတာတူတူတက်တက်လေးလုပ်လို့မရဘူးထောက်ဖို့လုပ်မယ်ဆိုလို့ရှိရင်ထောက်ဖို့ငွေဒီမှာဘာလုပ်တယ်ဘာလူခံတယ်ဘာကိုထောက်ဖို့ငွေအဖြစ်ရောင်းတယ်ရတဲ့အမြက်ဘလောက်ကိုလူတယ်ဘယ်စကြောင်းလူတယ်ဘဒုကိုလူတယ်ဘယ်ရာကိုလူတယ်ဆိုတာရှားပြတာတူတူတက်တက်လေးနဲ့၆ပဲပြီးတော့ ဟိုမလိန်တပတ်နေ၆လုံးကိုစားကျင်တာစားလိုက်ထောက်ပို့ကျင်တာထောက်ပို့လိုက်၆လုံးလို့မရဘူးလူလူတယောက်ရဲ့တိတ်ခါဆိုတာချေအေးတိတ်ခါကယူမဆိုင်တဲ့လူဆိုရင်တော့တမျိုးပေါ့နော်အခုလူတွေကဘယ်လိုဖြစ်လဲဆိုတော့ထောက်ပို့တွေဆိုလို့ရှိရင်ထောက်ပို့လောက်တာလောက်တာပဲလေတို့တို့လည်းတို့စီပွားရေးတို့ရှိသေးတာပဲစီပွားရေးလောက်တယ်စီပွားလို့လို့အစီအပြန်ထောက်ပို့ငွေပဲထောက်ပို့တွေပဲအာထောက်ပို့ကနေပြီးတော့ရှမ်းသာတာ၆ထောက်ကနေအစီအပြန်ဆိုပြီးတော့ကြောင်းချခြင်းတဲ့လူတွေကဟိုအမြင်မတူတဲ့ဘက်ကကြောင်းချတာကတော့မဆန်းဘူးပေါ့နော်အမြင်တူတဲ့လူအချင်းချင်းနဲ့ဒီလိုတွေတိုက်ခိုက်ခံရတာကမျက်မြင်ကိုတွေ့လေနော်မျက်မြင်ကိုတွေ့ဆိုတော့ဟာကြောင့်ခိုင်စုကလည်းကိုအလု ုပ်ကိုလုံနေတဲ့သူလည်းဖြစ်တယ်ပြီးတော့ခေါင်းလျှောက်ခံနိုင်တဲ့လူလည်းမဟုတ်ဘူးမင်းကလေးတယောက်ရဲ့ခွန်အားနဲ့တော့မိသားစုအတိုင်းဝိုင်းကလည်းအမြင်မတူလို့အမေဆိုရင်နန်းစီတရားဝန်တန်းတော့အမြင်မတူလို့ခိုင်စုကိုဖြစ်ပယ်ထားတာခိုင်စုကမိသားစုရဲ့စိတ်ငွေခွန်အားဆိုတာမပြောနဲ့စိတ်ခွန်အားလေးတောင်မှမရဘဲနဲ့ဒီလိုမျိုးပြစ်ပယ်ခံထားရတဲ့မင်းကလေးတယောက်ကဘလို့မျိုးရှင်ဘလို့မျိုးထောက်ပို့နိုင်မှာလဲရှင်အေးအလူခံပြီးတော့ပြန်ထောက်ပို့ရင်တော့တမျိုးပေါ့ခိုင်စုကထောက်ပို့ပါဆိုပြီးတော့အလူခံနေတာလို့ထောက်ပို့လုံးမလို့ဆိုပြီးတော့ရောင်းချပြီးတော့ကျမထောက်ပို့ပါကျမဘယ်လိုဘယ်စစ်ကြောင်းလှူတာပါဆိုပြီးတော့ပြောပြီးတော့ကျမအ လုတ်လုတ်ထားတာတွေရှိလို့လားနော်လိုက်ရှာကြည့်ကြပါအောင်နော်ခိုင်စုကကိုကြီးရေကိုကြီးရေဆိုတာကတော့အမှန်ပဲဘလို့ကိုကြီးလဲဆိုတော့ခိုင်စုဟိုဘလို့ပြောမလဲခိုင်စုနဲ့တီးရဲပေါ့နော်မိန်ကလေးလေးတွေအေးငငယ်ကြီးနဲ့ပြေးလာတဲ့သူမမဟုတ်ဘူးဘယ်သူမှဆိုဒုက္ခရောက်ပြီးတော့လာတယ်ဒီမှာအလုံးမရှိဘူးမိသားစုမိသားစုအထောက်ပံ့မရှိဘူးပေါ့နော်အဲဒုက္ခရောက်လာတယ်ဆိုလို့ရှိရင်နိုင်တယ်လို့မြေအောက်ဆေးရုံတစ်ဆယ်ရုံအပါဝင် လုံကြုံတဲ့ဆေးရုံစေခန်းတွေတိစောက်နေတယ်လို့ NUG ကျမ်းမာရေးဝန်ကြီးပြောအာနာတိတ်စစ်ကောင်စီတပ်ကဆေးရုံစည်းကမ်းတွေနဲ့ကျမ်းမာရေးစောင့်ရှောက်သူတွေကိုပြစ်မှတ်ထားလေကြောင်းတိုက်ခိုက်နေလို့မြေအောက်ဆေးရုံအပါအဝင်လုံခြုံစိတ်ချရတဲ့ဆေးရုံစည်းကမ်းတွေတိစောက်နေတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျမ်းမာရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကပြောကြားပါတယ် န်ယူဂျီသတင်းပြန်ကြားရေးဌာနပြဋ္ဌာန်းတဲ့မေးမြန်းမှုမှာဝင်ကြီးကတော်လန်ရေးရဲဘော်တွေအပါအဝင်ပြည်သူတွေလုံခြုံစိတ်ချရတဲ့ကျန်းမာရေးစောင့်ရှောက်မှုရရှိစေရေးဆောင်ရွက်နေတဲ့အခြေအနေကိုအခုလိုပြောပြခဲ့တာပါတော်လန်ရေးရဲဘော်တွေကိုအများပြည်သူနဲ့ရောပြီးကုသချိန်မှာလုံခြုံရေးကိုအထူးကူးဆိုင်ရကြောင်းဝင်ကြီးဒေါက်တာဇော်ဝေဆိုးကပြောပါတယ် စစ်ကောင်စီကလည်းစေယုံစေကန်းနဲ့ကျမ်းမာရေးစောင့်ရှောက်တဲ့သူတွေကိုရည်ရွယ်ချက်ရှိရှိလေကြောင်းတိုက်ခိုက်တာတွေလုပ်နေချိန်မှာအထူးကယူဆိုင်ပြီးပြုစုကူတာစောင့်ရှောက်မှုတွေပေးနေရကြောင်းရှင်းပြပါရယ်မြေအောက်စေယုံအခုချိန်မှာတဆယ်ယုံတိစောင့်နေတာဟာရည်ရွယ်ချက်ဟာဒီတော်လန်ရေးထဲမှာရှိနေတဲ့ရဲဘော်များအတွက်ဦးစားပေးရည်ရွယ်ချက်နဲ့တိစောင့်နေတာဖြစ်ပါတယ်လို့ဝန်ကြီးကပြောပါရယ် ပြည်သူလူထုရဲ့စံမာရေးစောင့်ရှောက်မှုကိုလည်းပေးဖို့အတွက်ဖြစ်တယ်လို့ရဲဘော်တွေရဲ့စံမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့မြေအောက်ဆေးရုံတွေလုံခြုံစိတ်ချရတဲ့ဆေးရုံဆေးခန်းတွေတည်ဆောက်နေတာဖြစ်ကြောင်းပညာရေးဝန်ကြီးဌာနနဲ့စံမာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေဆိုးကပြောပြပါဗျာ။ဦးညီလေဘတ်တူဘတ်တွေဘေညာဘတ်တွေဟိုဟိုဘယ်လိုပြောမလဲ မခွဲခြားဘူးဟိုဘဒုပတ်ဖြစ်ဖြစ်နောက်ဆုံးကွာသဘောပြမယ်စတားမရဘောကွာသဘောပြပြမယ်နော်သူဒုက္ခရောက်လာတဲ့ခိုင်းစုအတိဆိုလို့ရှိရင်လေခိုင်းစုနောက်ကျတော့ဒါနဲ့ထုံးမဲ့မလူလူမဟုတ်ဘူးခိုင်းစုရဲ့လုံချုံရေးစိတ်ရှားလူဆိုခိုင်းစုကူညီတယ်ဘသူဖြစ်ဖြစ်ကူညီတယ်ဒါက main ကလေးတွေပဲနော်တီးတန့်မယ်ယောက်ျားလေးတော့ခိုင်းစုကြောက်မှမကူညီယောက်ျားလေးဆိုတာထောင်ကြကြပြကြကြကြိုက်ကြနေမှာသွားလို့စားနိုင်တယ်လीနော် ကူညီတယ်ဒါကခိုင်စုရဲ့မွေးရပါသူများကိုကူညီတတ်တဲ့စေတနာစိတ်ရင်းခံကြောင့်မလို့ခိုင်စုကူညီတာဒါတောင်မှခိုင်စုအလက်ကားတွေရော့အင်းရော့နင်းတလောက်ငါငါသိမ့်လို့မပေးနိုင်ဘူးလေမပေးနိုင်တော့ခိုင်စုကကိုလှုပ်တဲ့အလုပ်ကလေးမှာထီရောက်နေဆိုလို့ရှိရင်လေဒီမှာထီရေးတဲ့နေရာပေါ့နော်ထီရေးတဲ့နေရာထီစီတဲ့နေရာအဲ့လိုမျိုးလေးတွေမှာသူတို့ကိုလှုပ်ထားထားပေးတယ်ထီအက်ဒမင်ဖြေတာတော့ခိုင်စုကိုယ်တိုင်ပဲဖြေတာပေါ့နော်အထက်ရောက်ရင်ကျတော့အက်ဒမင်လည်းခေါ်ရတယ်ပြီးလို့ရှိရင်အထက်ကအထက်ပါဆယ်ထုတ်ဒလီပို့အကုန်ခေါ်ရတာဖြစ်တဲ့အတွက်ခိုင်စုကအဲ့လိုမျိုးလေးတွေ main ကလေးလေးတွေကိုလေကိုညီမအယွယ်လေးတွေကို အမရွေတွေကိုခေါ်ပြီးတော့အလုပ်လေးရာပေးပြီးတော့တို့ရေစာဝင်နေရေးအတွက်ကူညီနိုင်တာပဲရှိတယ်။သူတို့တွေလည်းအဲ့ဒီဒီဒီနိုင်ငံရေးကိုထပ်ဖို့လုပ်နိုင်တဲ့သူတွေမဟုတ်ဘူးသူတို့ကိုသူတို့တောင်မနေ့ရက်တည်နေတဲ့သူနော်ခိုင်စုဆိုလည်း main ကလေးတယောက်ခွန်အားနဲ့လေဘာကျမကအေးပေါ့ကျမအလူတစင်ခံပြီးတော့ကျမလုတ်ပေးနိုင်ရင်တော့ကျမဟိုလုတ်ပေးနိုင်နေဆိုရင်တော့လုတ်ပေးမှာပေါ့ကျမ လုတ်ပေးနိုင်တာကျမတို့ကျမကျမ်းမာကြီးကျမရဲ့အခြေအနေဟိုဘယ်လိုပြောမို့ဟိုကျမရဲ့အချိန်မပေးနိုင်ဘူးเนาะကျမကျမ်းမာကြီးရှေ့ခေါင်းချုပ်မခံတော့ပြီးတော့ထောက်ဖို့ဆိုရင်လူတွေကတင်မလားစောင့်ကြည့်ပြီးတော့ဘာမှမလုပ်ရဘူးထောက်ဖို့ငွေနဲ့ပဲဟိုကိုစားခြင်းတဲ့ဟာလေးအကောင်အကောင်လေးတခုဝယ်စားတာဆိုထောက်ဖို့ငွေနဲ့ဝယ်စားရဆိုပြီးချိန်စားလေးလက်တိုက်နေကြတာအေးကိုမဟုတ်ရင်တော့မဖြစ်ပါဘူးเนาะအလိုထောက်ဖို့လုပ်နေတဲ့ထောက်ဖို့လုပ်နေလူတွေအများကြီးရှိပါတယ်ဒါပေမဲ့အတိုက်ခအရန်ခါရတယ်လုတ်လဲလုတ်ပေးရသေးတယ်အဲ့ကြောင့်မို့ထောက်ဖို့ခံစုဘယ်တော့မှမလုပ်ဘူးเนาะလုတ်လဲမလုတ်ပေးနိုင်ဘူးเนาะအဲ့ဒါကိုဒီအောက်ကမန နာလိုမချုပ်စိတ်နဲ့ပေါ့နော်ဒီအရှိကတိုင်တဲ့လူတွေကထောက်ပို့ပါဆိုပြီးတော့တိုင်တဲ့အထက်ကလည်းပေါ့နော်တေချာမစုံစမ်းပဲနဲ့အောက်ကတိုင်တဲ့ဟာနဲ့ပဲပေါ့နော်ဟာဟိုခိုင်စုခိုင်စုဟိုဟိုအရေးတွေယူရဲပေါ့နော်ခိုင်စုကိုမမီတော့ခိုင်စုနဲ့နှွယ်တဲ့လူတွေအာဒုက္ခတွေပေးတယ်မိသားစုဝင်ဒုက္ခပေးတယ်အာအခုဆိုလဲဘာမှမဆိုင်နဲ့ပေါ့နော်ပစ္စည်းတော်မှာတစ်ခါတလေတည်းမှဝေဘူးတဲ့သူတွေကိုသွားဒုက္ခပေးကအကောင့်မလေးဆိုလဲတနေတယ်ပေါ့နော်ကိုကလေမျက်မှန်းတမ်းမိအောင်တိအောင်လောက်ပဲသွားခဲ့တယ်ဆိုတာလေဒီဘက်က run ထုတ်ထားတဲ့ TikTok account နေသူတို့ run ထုတ်တာလေ Facebook account နဲ့သွားဝယ်တာမဟုတ်ခိုင်စုရဲ့ page account နဲ့သွားဝယ်တာနော် page account နဲ့သွားဝယ်တာပေါ့နော်အဲ့တော့တို့ကလည်းခိုင်စုမသိချင်လဲသိမယ်မသိချင်လဲမသိဘူးတို့က customer line ဆိုတို့ကရောင်းတာပေါ့နော်ဒါပဲပေါ့နော်တစ်ခါတလေပဲဝယ်ပူတာရှင်ပြီးတော့အဲ့ဒီကောင်မလေးရဲ့အကိုဆိုလဲခုဖမ်းထားတယ်သူဆိုလို့ရှင်လဲပို့ဆိုနော်ဟိုမြင်ဘူးယုံလောက်ပဲရှိတာဘလို့ပါကြောင့်ဖမ်းမန်းကိုမှမသိတော့တာနော် အဲ့ဒါကကြတော့ဟိုပေါ့နော်တိတိချာချာလေးပေါ့နော်စုံစမ်းမင်းမြန်ဟိုဘယ်လိုပြောမလဲတကယ်ကိုတရားမြတ်မြတ်တတလုတ်ပေးခြင်းနေဆိုရှင်အေးပေါ့နော်တကယ်ကိုတရားမြတ်မြတ်တတလုတ်ပေးနိုင်နေဆိုရင်ပေါ့နော်သဘောပြောပြတာနော်တိချာလေးစုံစမ်းပါနော်မတရားတွေတော့မလုတ်ကြပါနဲ့လို့နော်မတရားတွေခံနေရပါတယ်လို့မဆိုင်တဲ့သူတွေရပေါ့နော်အဲ့ဒါလေးလက်ချင်းပြတာနောက်လေဒီကြောင့်လည်းပတ်သက်ပြီးတော့ဘယ်တော့မှပြောမှမဟုတ်တော့ဘူးဒါကလေလိုအပ်တယ်ထင်လို့ပေါ့နော်ခိုင်စုစိတ်ထဲမှာအမှန်တရားလေးကိုသိစေချင်လို့ ကျွန်မလာပြောပြတာပါရှင် ထောက်ဖို့ထောက်ဖို့နဲ့အောက်ကတိုင်နေလူတွေကျွန်မသိပါတယ်ရှင်ကျွန်မတို့ဆွေမျိုးတွေကပဲအဲဆွေမျိုးတောင်မှအဲသူ့ဘက်ကတော့မဟုတ်ဘူးပေါ့နော်သူကဦးလေးနဲ့နှွယ်ပြီးတော့တော်တဲ့မိန်းမပေါ့နော်အဲ့လိုမျိုးပေါ့နော်သူသူ့သမီးရဲ့ဟိုအမှန်တရားပေါ့နော်သူ့သမီးနဲ့ပတ်သက်တဲ့ခိုင်စို့ကိုထိခိုက်လာလို့ခိုင်စို့ကလည်းအမှန်တရားကိုပြောလိုက်မိရေပေါ့နော်ပြောလိုက်ပြီးတော့အမှမကျင်တတ်ပြီးတော့ခိုင်စို့ဒုက္ခရောက်ဖို့ပဲအဓိကသူတို့ကကြီးရွယ်တာပေါ့နော်ခိုင်စို့လူတွေလာလူတွေနဲ့လူတွေခိုင်စို့ဘယ်သူမှမဆက်ဆံရအောင်လုပ်တာဘာမှမဖြစ်ဘူးခိုင်စို့ကနိုင်ငံခြားအကလူတွေဒီဒီဒီ ဒီပြည်တွင်းထဲကလူနဲ့လှုပ်လှုပ်တယ်ဆိုတာခိုင်ဆူအလုတ်ရဲ့စေပုံတပုံတော့မရှိဘူးเนาะကျန်တဲ့ကိုဘလောက်ကဒီနိုင်ငံသားကဒီဒီပကလူတွေနဲ့ပဲခိုင်ဆူအလုတ်လုပ်နေတာဘလို့ပဲတိုက်ခိုက်တိုက်ခိုက်ပြည်တွင်းထဲကလူနဲ့လုံးလုံးမလှုပ်တော့ဘူးပိတ်သွားတယ်ဆိုရင်တော့မဒီပြည်ပကလူတွေကခိုင်ဆူအလုတ်ကဆက်လုံနေအောင်ပါပဲဆက်လုံလို့လည်းရနေတာပဲလीเนาะပြီးတော့ခါကျတော့လေသူတို့ဆွဆွဲတာလေဟောမမဟုတ်တာเนาะအဲ့ဒါလေးလာရှင်းပြတာပါကျေးဇူးတင်ပါတယ်